as to speech versus fago esport ရဲ့ pass of the series getting number 1 loud drone ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ကျိုးစိုးလိုက်ပါတယ်ဒီမှာတော့ Aurelia Ryan အနေနဲ့တော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင် Ryan အနေနဲ့တော့ကျွန်တော်ဒါအကိုင်းနဲ့အတူပဲ power back side rotation ရွှေ့ထားတယ်ဒီမှာတော့ dash လန်စောနဲ့ပေါ်ပါဘက်ဆာရိုတေးရှင်ကိုပြန်ယူချက်ထားနိုင်နေမယ် Assassin Jungle versus Objective Jungle တို့ရဲ့အားပြိုင်မှုကိုမြင်ရမယ့်ပွဲစဉ်တစ်ခုပါမတပက်ရှီယာရိုမာရီသည်5စက္ကန့်လောက်ပြတ်မတ်မပြောင်းနေတဲ့ဟီးရိုးကိုသွားပြီးဗီရှင်ဖော်မယ်ဆိုရင်ကျွန်တော်2မိနစ်မတိုင်ခင်မှာ Experience 30နဲ့ Goal 30ကိုရတယ် နှစ်မိနစ်ကျော်ွားတဲ့ကာလတစ်ခုမှာဆိုသူတို့အနေနဲ့ဒါ60 goal ဆိုတဲ့ပုံစံတစ်ခုတော့ရတယ်ဗျာသို့တော်လည်းဒီချိန်မှာဆန်စု duty အနေနဲ့က Ryan ပေါ်ပက်စားတဲ့ time တစ်ခုပြန်ပြီးကြည့်မိသားတယ် retribution ဘိုင်းမှာတော့တစ်ဖက်က Jordan အနေနဲ့မရလိုက်ဘူးဗျာเนาะ Ryan နေပဲသိမ့်ပိုက်လို့သွားနေနေပဲ little winner လေးကိုတော့စပြီးတော့ပဲလုံးလိခဲ့ပြီဒီချိန်မှာတော့ Astro Space ကတော့ပို့ပြီးတော့တာနေရဆိုတဲ့အရေးအောင်လေးတော့စပြီးတော့တွေ့ရတယ်ဗျဟုတ်တယ် Astro Space ဆိုတဲ့ channel ဆိုလည်းကာထားမျိုးတွေ့ရတယ် Kiris နေရောလည်း full time တစ်ခုတည်းတော့စောင့်မှုလိုလိမ့်မယ်ဗျမလိမ့်တော့မလိမ့်ရှင်းမှာတော့ Fizzy သူစီကကျွန်တော်စေဘာနားကိုလည်းကျွန်တော်အရင်ဘွဲမှာလည်းမြင်ခဲ့ဘူးဆိုလို့နောက်မှလည်းဆန်သွေးချူတီရဲ့ melody ဒါတော်တော်လေး strong နဲ့ကျွန်တော် melody domination တစ်ခုကို associate ဘက်ကပိုင်ဆိုင်ထားတာဖေကွန်ဘက်ကပြန်ကြည့်မယ်ဆိုလို့ရရှင်တော့ချောင်းရဲ့ pick off ကတော်တော်လေးအားကောင်းနေဆိုပေမဲ့လည်း team connection တွေတော်တော်လေးလိုအပ်တဲ့ draft game တစ်ခုလို့ကျွန်တော်တို့ overall အနေနဲ့သုံးသပ်လို့ရတယ်ဗျဟုတ်ပါတယ်ဒီပွဲမှာတော့နောက်ဆုံး last pick ထုတ်လာခဲ့တဲ့ဒါညိုချောရဲ့ ဒရပ်တစ်ခုဖြစ်တဲ့ဒီချောင်းပစ်တစ်ခုကဘယ်လောက်ထိအလုံးဖြစ်သွားမလဲပေါ့လေလောလောဆယ်အရာပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်သူကန်မိုးဒရော့ကဟီးရိုးကနည်းနည်းတော့ရှားတယ်ဗျာဒီဘက်ကနေပြီးတော့ The Way of ဒီဘက်ကနေပြီးတော့ Jorda The Way of ကိုကန်တာနဲ့ Gainways နဲ့ပြန်ပြီးတော့ခေါ်ပါတယ် Sensitivity အနေနဲ့ကသူရဲ့ဒါ Jorda Ultimate Cycling League နဲ့ပြန်ပြီးတော့ cancel လုပ်ပါတယ်ဒီအရာဒီ mini disable တအားများတဲ့အခါမှာချောင်းနေနဲ့ဟိုကန်မှုလွယ်ပါမလားပေါ်တော့ဇမိုင်းတော်လေးကိုသွေးတော့ gain ဝင်ပြီဇမိုင်းကျွန်တော်တို့မှလည်း Sensitivity ပြန်ပြီးတော့ save ထားတယ်ဘင်းနေနေနဲ့လည်းရားသလိုလေးတော့လာပြီးတော့သွေးလျှော့ဖို့စူးစမ်းနေထားဗျာ Data 5ကိုပဲ2သိန်းလုံးဦးတည်လိုက်မယ်ဒီချိန်မှာတော့ so space Data 5မှာသာလေးရအောင်တော့အကိုင်းရဲ့ heavy spin နေရှိတယ်တော်တော်ညာလဲ Falcon Esports မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Lance Lord တို့ Pancha တွေပြီးတော့ Double Distribution ပုံစံတွေသွားလို့ရမျိုးတွေးရတယ်ဒါပေမဲ့ဒီ Data 5ဒီ ဘယ်ကမောမဖြစ်နေတဲ့အနေအထားတစ်ခုကြောင့်တော့တက်တဲ့ researcher ကတော်တော်လေးလွယ်ပါလိမ့်မယ်။ဟုတ်တယ်။ပေါ်မှာလို့ဒီ motive force ပြန်တော့ထောင်းသားဒီ phase ထိန်းလိုက်နောက်မှာ start တဲ့ဟိုမှာ super run ရသွားခဲ့ရဗျာ။ Noria Ran အနေနဲ့ဖတ်ပြီးတော့သိမ်းလိုက်ခိုက်တဲ့သူ့မှာ death နေ heavy speed ကြတော့မှ show သွားခဲ့ပြီ။ကျွန်တော် Phoenix တစ်ကောင်မှာထပ်ပြီးတော့ပဲ Chris Paul ကိုတုံးလိုက်ရဆိုတော့ဒီနေရာမှာ Falcon နေနဲ့ Hugh Key 2မှာနှစ်ကောင်လောက်ထိပြန်ပြီးတော့ဖိလိုက်ရသလိုပဲကျွန်တော်ဒီချိန်မှာ တာတီအိုဘာသရိုးနေတယ်လလွတ်လိုက်ရတယ်ဗျာဟုတ်တယ်အဲဆိုစပေးအခွင့်ရတော့ကောင်းနေတယ်ဒီချိန်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒိုင်လော့ရိုတေးရှင်းနေမှာတော့ဟေးဒီတယောက်တည်းပဲအဆိုစပေးကိုတူးစီပေးထားမှမျိုးတွေ့ရလိမ့်မယ်ဗျာဂျန်နေထဲလန်နေကျွန်တော်ပါဝင်အကုန်လုံးကတော့ဖေကွန်ဘက်ကိုနှစ်ပွဲပြတ်နိုင်မယ်ဆိုတဲ့ယူနီချက်မျိုးကျွန်တော်ဒါပေးအပ်ထားမှမျိုးရှိတယ်ဗျာ ကဲဆိုတော့ဘာပဲပြောပြောလက်ရှိမှာ talent prediction ကလည်းကျွန်တော်တယောက်တည်းထပ်ဖြစ်ပြန်ပြီเนาะကျွန်တော်ရှေ့ပွဲတုန်းကလိုမျိုးပဲဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးမှားတက်တယ်ဗျာရှေ့ပွဲတုန်းကလည်းမစ္စစီကကျွန်တော်ရှုံးသွားတယ်ဗောနော်ကျွန်တော်ဒီပွဲမှာလည်းဖဲကိုကျွန်တော်ဒါအနိုင်ပုံစံဖြစ်သွားမလားဆိုတော့စောင့်တော့ကြည့်ရမယ်ဒါလို့စီကတော့ကျွန်တော် audience prediction ကလည်းခုနတွေ့ရတဲ့လောက်ဆိုရင် SOS ရတော်တော်လေးနည်းတယ်ဗျာဒါလည်းဟိုဖဲကို e-sport ရှေ့မှာကျွန်တော်ဒါ fan base ကလည်းတအားတောင်းနေအသေးသေးသွားဖြစ်နေတယ်ဗောနော်ဆိုတော့ဘာပဲပြောပြောဒီချိန်မှာလက်ရှိက 1C ဆိုတဲ့ပုံစံတစ်ခုပဲကျွန်တော်တတရလည်းဒီချိန်တော့ရရှိတာခဲ့တဲ့ Astro Space ကတော့ နောက်ဘက်ပိုင်းမှာနဲလေးပို့ပြီးတော့တာတယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျာ support နဲ့ထွက်လာတယ်အဲ့ထွက်ကြောင်းမစ္စတိုကန်အောင်ပြန်ပြီးတော့ပဲ bucket ကြည့်ပြရမယ်အဓိက main damage dealer တစ်ကောင်လောက်ပဲတည်လာတဲ့ draw တစ်ခုဖြစ်တာဆိုတော့မစ္စတိုကန်မှောက်သွားမယ်ဆိုရင်ဒီကြောင်ဖေကွန် e-sport ဘက်ကပို့ပြီးတော့တာနိုင်တယ်ဗျာဟုတ်တယ်ဖေကွန် e-sport ဒီချိန်မှာသူတို့ရဲ့ play style ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် program wall ကြီးကြားမှာတော့ macro play နာမျိုးတော့တွေ့ရတယ် အဲဆိုဖေးအနေနဲ့ကတော့ဘွေးနေပြောလို့ရှိရင်ကျွန်တော် HPM ဘိုင်းဆိုင်ရာမှာ frequency ဖို့အရှင်ဖို့တော်တော်လေး name ပါနေရလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့တော့ရမလို့ macro နဲ့ပဲ change ထုတ်ဖို့တော့စူးစမ်းထားတယ်ကိတဲ့ဂျာမှာညံ့နေတဲ့အနေအထားတစ်ခုမှာတော့ HUK ဖေးလာပါပြီကျွန်တော် Imperial Justice တစ်ခုကတော့ဘလို့မှကျွန်တော်တို့ purify မရှိဘူးဆိုရင်ပြေးလို့မရဘူးဆိုရင်အခိုက်အတန့်ပဲဗျာနော်ကျွန်တော် KH နေဆိုရင် shampoo lane နဲ့ရှောင်ခဲ့ဆိုပေမဲ့ PC ရဲ့ spare case တီတဝါရီပုံစံတစ်ခုကတော့ HUK ချက်ချင်းဆိုသူပဲပြန်ပြီးတော့ကြာသွားတယ် Destiny နဲ့ Ali ဘက်မှာ target thought find လိုက်တဲ့အခါမှာသူ HUK လည်းဖေးလိုက်ရတယ်လို့ပဲ target ပါ kill လိုက်ရတဲ့အတွက်ကြောင့်ပဲဒီချိန်မှာ fan base ပြီးရကျွန်တော်တစ်ဖက်ကပြန်ပြီးတော့ရှင်ကြီးရမယ်ဆိုရင်သူမနိုင်အောင်ပြန်ပြီးတော့ fan နေရတယ်ဗျဒီကိုကတော့ internet talisman ကြီးတော့ပါလာပြီဆိုတော့ front line မှာတောက်ဖို့အတွက်သူရဲ့ ground registration retention နေရတော့ပို့ပြီးတော့ညားလာတော့မှဖြစ်ပါတယ်ဟုတ်တယ်ကျွန်တော်ဒါဒီချိန်မှာတော့ aspace ကျွန်တော်ထပ်ပြီးထားတဲ့5ဖို့တော့ပြန်ရောက်လာနေပြီဒီဘက်မှာလည်းကျွန်တော် Aurelia Ryan run နေနေတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါ power back ကိုပြန်စားသုံးထားပြီးတော့35မှာ la join ထားမျိုးတွေ့ရတယ်ဒီပွဲစဉ်တွေမှာတစ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် phases က Amazon season two ye, jono da. Polish, si tu milik nara tu saja. Nada cang, dragon, flika, lina sahwi yeah. kaya tau milik. ဒီ UK ရာယူဘောခက်ခဲနေတော့မယ်ကေတီတကောင်ဖီလီလက်ထဲမှာပြန်ပေးစထားရတယ်ဗျာ။ဆယ်နောက်မှာပြန်ပြီး4 cat နောက်မှာ drop back ပြန်တင်လာတဲ့ခိုက်တဲ့တစ်ခုမှာ health spin ပေးလိုက်ရပြီ။ Newco တောက်နေတော့မယ်ဗျာ။အစောဖြစ်တအားများပြားနေတဲ့ခိုက်တဲ့တစ်ခုမှာ reformer နဲ့ပဲလိုက်ပြီး Simon Fake with eSports the mind from line မှာတောက်မိသားသည်ရယ် started damage တွေတက်လာရှိတယ်။ဒီရာတွေအကုန်လုံးပြန်ပြီးပဲစုပ်ယူနေတဲ့ခိုက်တဲ့တစ်ခုမှာ death နေတဲ့ data တွေကိုသိမ့်ပိုက်ဝိုင်းနေမယ်။ the flame not bad ပြန်တင်လာတဲ့ခါမှာ let my beautiful ပြန်ထောင်းတော့လေ။ဆယ်ကြီးရဲ့ပြစ်ချက် Jurassic ဒီကြားထဲမှာ review ကပေးလိုက်ရပါတယ်ဗျာ။ကဲဒီချိန်မှာတော့ကျွန်တော်ဒါအက ိုင်းနေနဲ့ထပ်ပြီးတော့ပဲအပေါ်လန်းကို defend ဖို့တော့ကြိုးစားမယ်တော်တော်များလည်းမလွယ်တော့ပဲဆန်ကြီးကို down run ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဆန်ကြီးနေနဲ့ကျွန်တော်အားလီဘိုင်းမှာလည်း protection တော်လေးများလာလိမ့်မယ်ဒီချိန်မှာတော့ကျွန်တော်ဒါအောက်မှာတော့ giveaway code လေးကြာလာခဲ့ဖြစ်ပါလိမ့် ကဲဆိုတော့ဒါလေးကတော့ကျွန်တော်တို့ဒါမြန်မာစံနဲ့မမကန်ကန်ရွေးဟိုရေးပြီးတော့ဗောနော်ကျွန်တော်အင်ကိန်းနဲ့မသွားပြီးတော့ပဲ redeem လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒါ reward လေးရရှိမှလည်းဖြစ်တယ်ဗျကဲဘာပြော Astro Space ကတော့လက်ရှိမှာကျွန်တော်3-1ဆိုတဲ့ပုံစံ online မှာလည်း first round ကို9မိနစ်ခွဲဆိုတဲ့ timing တစ်ခုမှရလိုက်ပြီး goal line က down round ရလိုက်တာဖြစ်တဲ့အကြောင်း Mr. Kan တော်တော်လေးအဆင်ပြေနေရဆိုတဲ့အခိုက်အတန့်လေးတစ်ခုပဲဗျ Maxman ကပြန်ကြည့်ရမယ်ဆိုရင်လေ Sanji က Dane ကို target ပြီးတော့ lane သွားသွားပြီးတော့ competition battle ကိုလုပ်လိုက်တယ်အဲ့ဒီတော့ Hiroki တကောင်ရတယ်သို့တော်လေသူ့ lane မှာ tower တစ်လုံးပြတ်ဖေးလိုက်ရတယ်ဗျဟုတ်တယ် ဲ့ landing phase မှာတော့ဒါ turn run ပေးထားတာမျိုးတော့ရှိတယ်အဆို speed yugi သာနေပေမဲ့လေ turn run နေပြန်ပေးထားတဲ့အနေထားကြီးလဲကြံနေရဲ့အနေထားပေါ့နော်အာဒီချိန်မှာတော့ကျွန်တော်ဒါနှစ်သင်းလုံးက turn run ဘိုင်းမှာတကုတ် တကုတ်ပေးထားရတယ်တာတယ်မှာလည်းတယောက်တစ်ချိန်စီရထားတဲ့အနေထားဆိုတော့ start the fight ဒီ ပို့ပြီးကြီကောင်းလာဖို့တော့ရှိမယ်။ဖေစီရဲ့ main domination ကတော်တော်လေးအားကောင်းနေအခြေအခုမှာ Defer Falcon Esports site လေးနဲ့ကန်ကြီးကြဖို့တော့သူတို့ထင်ထားသလောက်ကြီးအလုံးမဖြစ်နေရမျိုးလည်းမြင်ရတယ်ကြာ။ Okay ဆိုတော့ဒီချိန်မှာတော့ Cycling Game ဖေးပြီးသွားပြီ။ Online Fast Town Run လေးတစ်လုံးတော့သူတို့နေကာချင်တဲ့ပုံစံတစ်ခုပဲဗျ။ Visual Game ကတော့သူရဲ့ Soil Patch လေးကိုလှလှပပသုံးနိုင်မှာတော့ကြားလိုက်မယ်။ဒီ Soil Patch တစ်ခုကသူ့အတွက်ဘလောက်ထိ level ဖြတ်တတ်နိုင်မလဲဆိုတော့ဆုံးပြချက်တစ်ခုဖြစ်သွားနိုင်လေဗျ။ဖေစီကတော့ nearly not betting ခံရရဆိုပေမဲ့လေခုနလိုမျိုးခိုင်းနေဝင်းနေပါရင်လည်းကောင်တာပြထောက်ထားဆိုတော့ဘေးနီးဒီဒီချိန်မှာသူရဲ့ not က်တီးကအရင်အလုံးမဖြစ်ဘူးဆိုတဲ့အခြေအနေတခုကိုသွားပြီးတွေ့ရတယ်နောက်ပိုင်းမှာ Sky Media သထဲပို့လဲရှိမှာမဟုတ်ဘူးဗျဘာကြောင့်လဲဆိုတော့ Grand Jaw သူတို့ကအထောင်ဆောင်ရမယ်ဆိုတဲ့ပုံစံတစ်ခုဖြစ်သွားပြီဒီတက်လက်ဒီပတ်စိတ်များလာတာနဲ့မြ Fair ကတော့ပို့ပြီးအဆင်ပြေသွားနိုင်တယ်ဗျ New ကပပပတ်ကြီးကိုစားသွားပြီဒီမှာတော့ Aurelia Run နေနဲ့တော့ပြန်ကြည့်ရမယ်ဆိုရင်သူရဲ့ပပပတ်ကထပ်ပြီးတော့ပဲလက်လွတ်လပ်ပြန်ပြီဗျ ကဲဆိုတော့ new go in front line bloody ကောင်းလဲ daily matchup မှာလဲသူ့အနေနဲ့တာရယ်ဗျအဲ့တော့ကြောင့် battle fight မှာလဲအရင်မတိထားဘူးဆိုတော့အချိန်ဒီတစ်ချက်မှာသူ့ရဲ့ item base ဖြစ်ပြန်ကြည့်ရမယ်ဆိုရင်လဲ jorda agent talisman ကဂူရောင်းရသွားပြီးတော့ကောင်းနေသေးရယ်ဗောနော် cash blue လေးနေပဲတွဲထားသေးတာကျွန်တော်အနောက်မှာရမေဆိုကန်3တပတ်လောက်ထိ short ထားတယ် new go ရှိတယ်တော့ပြန်တင်ထားသေးရယ်ဆိုပါလဲ pop line မှာ dash နေပြန်မသုံးထားသေးရယ်ဗျ pamcha destiny နဲ့ jorda မရှိတော့တဲ့ခိုင်တဲ့ခုမှာတော့ data tail ကိုကိပ်ဖတ်ဖို့တော့များတယ်နောက်မှာ retribution ကိုတော့ aurelia ryan နေနဲ့တိမ့်ပိုက်လို့တွိုင်းနေပဲ astro space တာတဲ့နှစ်ချိန်လုံးကိုပိုက်ဆိုင် 啊，对个，比较。江苏这边当然那窟窿，你别讲，派生意差，你差比较。反正我意思说，你那来，咱说这劳务啊，到底么累苦，就别话了，没事。费事耶，就咱们内地的民生啊，到底啊，讲呢，这都苦了，就那一条路上比较。就说你那地方毕竟没收入，钱，反正，就说上海那块的生机呀，或者县里面马路没钱，那交流呢，有别，给生机，咱们咱们国内这些家嘛，收入钱，反正意思说，走路钱那块的柬埔寨苦，没那难，难，老的那点人，起码还是有么十万块钱在屋里头苦了。 ဖင်ကွန် e-sport ဦးဆောင်ပြီးရယူထားပါသေးတယ်။ဒါကမက်စမန်နော်ကောင်ရဲ့ကွာချက်တစ်ခုပါအဲ့မှာစတာပဲဗျာနော်။ဆိုလိုသွားပြီးတော့ဖန်နေခဲ့တဲ့ Metro Gun Level 10စံကြီးရလေး Level 10တိုးတော်လေ Hero Key ရရှိမှုပိုင်းမှာတော့ပို့ပြီးတော့များတယ်ပင်းနေ။ဂျားရောရောက်နေပြီဗျာ။ Cycle League ကိုရပြတ်ဘက်လာနေတယ်မကြားရောက်နေခဲ့တဲ့ Metro Gun ။ဒါမှတက်ဆိုနေတာ။အချက်မှန်ပြီး Metro Gun ပြန်ပြီးတော့ပြေးလိုက်ရသလို Heavy Spin သုံးနာတဲ့ခိုက်တဲ့တစ်ခုမှာတော့ Olivia Ryan နေနဲ့ပြန်လေပြီးတော့ပြေးထွက်လာခဲ့သေးတယ်။တိုးတော်လေသူတို့ရဲ့အဓိက main damage dealer Metro Gun အဲ့တော့ကြာသွားတယ်ဗျာ။ Metro Gun ပေးလာတာတော်တော်လေးမတန်အောင်လို့ပဲပြောရလိမ့်မယ်ဗျာ။ Ryan အနေနဲ့ကလည်းဆိုရသလောက်လေးတော့ဒါကဘာလို့ကြိုးစား ားခဲ့တယ်ဆိုပေမဲ့လည်းစန်ဂျီသူ့ရဲ့ပြားတွေကတော်တော်လေးများနေခဲ့လို့ပြောရမှာဗျာ Eu e Maria Justice, já não mais Jenny, já não mais Sanji, já não mais Vegas, já está o Angel, é o Free, Lecha, já não mais Pila, já não mais Nova, The Weird Dragon, que é que é nada, Thomas Row, Fam Chat, Tosha, Suela, Diz, Mariah, Lowa, Batista, do Dash, Time Dash, a Colo Fini, já não mais Thomas Row, já não mais Lowa, Dash, <laughs> Machine, olha, Dash, Tia, o Nine, agora, Sanzo Judy, é só da Gio, Kamaya, Nine, bem, Spakers, Diz, Lapa, Gere, é o Free, é beautiful moment, Bate, Kuro, já não mais Tui, Leia, vai. Que é isso, Nine, olha, tu não é Pig of Lee, Pam, o Chuda, Leia, não mais Dash, Nine, Vanishing, ဲကိုကြိုးစားလိုက်တယ်ဆိုတော့ညာလေဆန်စချူတီစေဖေးတဲ့ဘက်ကကြားမှာတော့ Ryan နေနေတော့စေဖစ်ခဲ့သလိုနောက်မှာ Fizzy ရဲ့ဘေးရဲ့ match damage တွေကြားမှာတော့ Chris နေနဲ့ Hugh K ကိုပြန်လို့ဘေးဆက်ဆက်ထားရတယ် လော့ပါလာမို့16စက္ကန့်ဆိုတဲ့ timer တစ်ခုဗျဒီချိန်ထိမှလည်း SO Space အနေနဲ့ Falcon Esports လို့အသင်းမျိုးကိုသူတို့တိုတင်ကိုတင်ပြန်ချပြနေရမျိုးလည်းမြင်ထားရတယ် KDA ဂျာထဲမှာတော့ရောက်နေရဆိုတဲ့အနေထားနောက်မှတော့လမိုင်းတောက်လျှောက်တွေပြန်ကတ်နေတယ် KDA ကတော့လမိုင်းတော့ကတ်ခံနေရပြီဗျ Solo Patch သုံးပြီးသွားတဲ့ခါတည်းတစ်ခုမှတော့ Labor တက်ဖို့အတွက်ကတော့အရင်ကတော့မလွယ်ဘူးဗျเนาะဆိုတော့ဒီချိန်မှာတော့ Sanji နေနဲ့ Malefic Gan Rory ဘာတွေပါပါလာခဲ့ပြီဆိုတော့ Penetration မှာ Flash လောက်လာခဲ့တဲ့သူရဲ့ Damage Outpush ကိုကျွန်တော်တို့ရေမြေထွေးရမယ်ဗျ Objective Fight တွေမှာမတားစီမရဘူးဆိုရင်တော့ KDA ထပ်ပြီးတော့ down ခဲ့တယ်ဘယ်မှာစခဲ့မှာဒီ có phải chiến đấu khai nên cùng với Thorus Roll để bay được pipeline và PT cho qua game nhà New Boom tap bia bên New Co tap tap là để khai nên cùng với Rupin đi bia bị bia từ sau lưng Thorny để bên New Co đi mà tap bia bên Liver tap qua game khai nên cùng với Bisto gặp phía trên nhà Thuy trong qua lòng về khai game để Sanjay Jazz New Co tông vào đây là đi lâu tap bia sai á bảo mày bia tông vào đây là đi lâu tap bia sai một lâu lâu mà làm mình ra siêu là Sanjay à có một biết tối này để đánh mấy thì cháo mà phải hiểu cái thằng thay giá cái gì mà mày Ryan mà lỗ mất trong cái này mình chỉ điều bia နောက်မှလည်းလမိုင်းစစချူတီနှစ်ယောက်ထဲနဲ့ရှိတဲ့တပ်ဖို့ကြိုးစားမယ်လေထွက်မှနေရေကိုရဲ့ smorator ထပ်ပြီးတော့ဆန်ဆူးကိုရောက်ကိုစူးစမ်းထားသေးတယ်ဗျာ front line မှာ new ကိုတန်းရှင်းသွားရတာတဲ့ခိုက်တဲ့တစ်ခုမှာတော့အနောက်မှာ low ကင်းနေခဲ့တာ death ပြာ low watch your low သိမ်းပတ်လို့သွားခဲ့တယ် target objective တွေကိုသူတို့လက်လွတ်လိုက်ရဆိုပေမဲ့လည်းနှစ်ချိန်လောက်ထိပေးအပ်လိုက်ရတဲ့အရာတစ်ခုကိုဒီနေရာမှာဒီ low နဲ့ပြန်ပြီးတော့ပဲဖြည့်တင်းထားနိုင်ခဲ့တယ်ဗျာ fake e-sport ကျွန်တော် low အပ်နေတဲ့အရာတွေအကုန်လုံးတော့ပြန်လည်ပြီးတော့ယူမရမယ် million first round ကိုတော့သူတို့ easy လေးပဲသိမ်းပတ်သွားပြီးဒီ low တက်လာတဲ့အခိုက်အတန့်တွေမှာ inner turn run တွေကိုထပ်ပြီးတော့ pressure ပေးဖို့အတွက်ကတော့လိုပါသေးတယ် ကဲ entertainment ကျွန်တော်ထပ်ပြီးတော့ပဲ pressure ပေးဖို့ favor e-sport တက်လာနေပြီကျွန်တော် 7th time တစ်ခုမှာ nova gap ပြရ 1.8k ဆိုတော့ goalie ကိုတော့ရှိလာတယ် လောကလေတက်လာနေတဲ့အနေထားတစ်ခုမှာ SSB နဲ့ defense ခင်းဖို့တော့သူတို့အကိုင်း heavy spin လေးနဲ့တကောင်တော့ကိုအပိုင်လေးဖမ်းလာမှရနိုင်မယ်။ New Gozi ရဲ့ shield draft တွေ shield absorb တွေကလည်းတော်တော်လေးများလာတဲ့အချိန်တစ်ခုမှာ SSB အနေနဲ့တော့သူတို့အားကိုးနေခဲ့တဲ့ phase စီကကျွန်တော် shield တွေပြီးတော့ဆန်သူကျူတီရေးဖေးလာမှ shield တွေနဲ့အတူပဲ 4PS စီကချားလာမှ shield တွေအလုံးတော့မဖြစ်တော့ဘူးဆိုတာမျိုးတော့မြင်ရတယ်ဗျာ။ဒီကတော့ New Go တော်တော်လေးဒုက္ခပေးနေရဆိုတဲ့ခိုက်တက်ပဲဗျာ။ဒီချိန်မှာလေးသူ့ရဲ့ item base က Dominic Ice ပါပါလာပြီ။ဆိုတော့ သူ့ကိုဖိတကယ် damage တွေပေးမယ်ဆိုရင်လည်း Jordan attack speed ကိုပြန်ပြီးတော့ retention လုပ်တယ်။ဒါအပြုံမှာ Twitter နှုံးတွေကိုလည်း short ချရဲဆိုရင်အခိုက်တန်ပဲ။လောလောဆယ်မှာတော့ Jordan နောက်မှာ laser flare ပိုင်းသုံးသားတည်းရဲ့ loyal ချက်နဲ့တူ Mega Tower တစ်လုံးကတော့သွေးတဝက်နီးပါးပေါ်လမ်းမှာကိုင်းထော်သွားခဲ့ပြီး Inner Tower နဲ့အကုန်လုံးနီးပါးကိုတော့ Falcon Esports အနေနဲ့ supply push ပုံစံတစ်ခုနဲ့တိုက်ပိုက်ထားသေးရဲ့ဗျာ။ဆိုတော့ ောက်ထပ်ကြံနေတဲ့ Super Minion Wave တွေဘာတက်လို့ကဲ Super Minion Wave နဲ့တက်လာနေပေမဲ့လေကျွန်တော် main lane မှာရှိတဲ့ Mega Pass လေးနဲ့ပဲ So Speed Defend တော့ကောင်းနေတော့မယ်ပေါ်လာတဲ့အောင်လည်းမ create ထပ်တက်လာနေပြီ Fagon Esport ဘတ်တယ်အတိအကျတိကိုဘယ်သူဦးဆောင်ပြီးလုံပေးသွားမလဲထွက်မှာဆန်သူချူတရပဲဘတ်တယ်လို့ပြေးစမလား Gates ဒီဘက်ကဘေးစုံနဲ့တော့ပြန်ဝင်နေရဆိုတော့ညာလေအရင်မကြည့်တဲ့အချိန်တစ်ခုမှာသူတို့နောက်ကိုအသာလေးကိုပြန် forward ထားတယ်။ Lock fight ဒီမှာပဲဘတ်တယ်လေးပြန်စားဖို့တော့ Fagon Esport ဘရက်ဆလက်လေးနဲ့အထူးပဲထပ်ပြီးတော့တဲပါတော့မယ်။အရင်ရော over extend လေးလုံးလို့တော့မရဘူးဗျာ။ဒီပုံစံတိုင်းဆိုရင်တော့ Falcon ကလည်းအရင်တာနေရဆိုတော့အငွေသက်လို့မရဘူးပေါ့နော်။ခက်မသိရကြချက်ချင်းဆိုဆို camera point ပြန်ပြီးတော့ပေးရနိုင်တယ်။တစ်ဖက်မှာက FCC မှာခိုင်နာခဲ့တဲ့ Imperial Justice တွေရှိမယ်။ပြီးတော့ Heavy Spin တွေရှိမယ်။ Ali Fight Dart Fight တော့ဆိုရင်ကျွန်တော်တစ်ဖက်က Dash ကိုတော့မှ Heavy Spin နဲ့ကတ်ထားနိုင်ရဆိုတဲ့ moment ဗျာ။ဒါဆိုရင်တော့ Dash နေနဲ့အဝေးထွက်လေးကိုတော့တတိထားမယ်ဆိုတော့အခြေအနေမှာရရှိတယ်။ Benny ကတော့အားလုံးဒီအတိုင်းပဲပေါ့နော်။ Slow down ပဲပုံတမ်းပဲပေးနိုင်ရဟီးရိုးတစ်ကောင်ဖြစ်တဲ့ဒါဂျူးချင်းဖြစ်နေ ေသူမှ Christmas ပေးကုန်ရော purify နေရောရှိတာဆိုတော့တေဘိုးတော့ကတော်တော်လေးခက်တယ်ဗျာအဓိက Mr. Gun ရဲ့ heavy crossbow ကကျော်ဒီ crossbow ပေါ့နော်တေဘိုးတက်တဲ့အခါမှာသူတက်တဲ့ hero ပေါ်မှာတွားပြီးဘူးကြီးတော့စီ Imperial Jesse ရဲ့ပြီးွားကြီး Imperial Jesse ပြီးွားအချိန်တခုဆန်စုဘယ်တွေစားဖို့များစဉ်းစားနေရလားတော့မှလည်း Smorator တာမောင်းနေပါတတ်ထားသေးတယ်ဗျာဖေကွန် e-sport အနေနဲ့တော့လော34စက္ကန့်မဆောင်ကျင်တော့တဲ့အနေထားတခုမှာတန်းတက်ဖို့တော့ပြေးလာနေပြီနောက်မှလည်း new goal တော့ထောင်းမှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ dash နေနဲ့ dash လေးသွားပေးပေမဲ့လေသွေးတော်တော်လေးကိုင်းတော့ကိုင်းသွားတယ်ဗျာဒီဘွဲကတော့ SNG ပဲပြစ်နေတာဗျာเนาะ dash ကတော့အဲ့လောက်ထိအဆင်မပြေသေးဘူးဆိုရယ်ခိုက်တက်လေးမှာသွားပြီးတော့တွေ့ရတယ်လက်မိုင်းကတော့ သွေးတူကနီဘာကိုင်းဝါရက်ဆိုဒီတက်ဆူနာရီလောင်ရိတ်တက်ပြီးနားရီနော်အနောက်မှာကျတော့နောက်ကနေပြီးတော့ pick up ပေးနေရဲ KAC ရဲ့ဒါကျတော့ WL Truck ကိုနေ Elbow နေသွားပြီးတော့ရှိနေသေးရဲ့မလင်းရဲ့ Tower ကိုတော့သူတို့အနေနဲ့လုံးဝ Snowballing လုပ်ပြီးတော့ပဲယူပြသွားခဲ့တာအဓိကတစ်ဖက်ကတင်းတင်းသားတွေအကုန်လုံးသွေးချော့တယ်အိမ်ပြသွေးပြည့်တဲ့အခါမှာတစ်ခါလေး push တယ်ဒီလိုပုံစံနဲ့ပဲသွားတယ် First Lock ပြီးသွားတဲ့အခါမှာသူတို့သွားပြီးတော့တစ်ဖက်ရဲ့ zone ထဲမှာဟိုကျင်လည်နေတဲ့အရာတစ်ခုကနောက်တဲ့ Second Lock ပါထပ်ပြီးပေါ်လာပြီဆိုတော့ New Cool တယောက်ထဲတော့ဖြစ်နေပြီ Wipe ပြဖို့တော့ကြိုးစားနေတဲ့ခက်တဲ့တစ်ခုမှာတော့ Neighbor တက်ဖို့အတွက် Master ရောဖြစ်နေခဲ့ဆိုပြီးလည်း Number cross ball အတက်ဒီကျတော့မတက်စင်းနေဒီ low သိမ့်ပဲလို့သွားတယ်ဒါပေမဲ့နောက်မကြံခဲ့တဲ့အခိုက်အတန့်တစ်ခုမှာ Robini Crispo Vigo တုံးပြီးတော့ပြန်လဲ form ပဲဝါရီဗျာကျဆိုမင်းကိုလေးနေလိုက်တမားဖို့စူးစမ်းနေမှာဟိုးတော့မှ KDA ကွန်စီးဖြောက်ပြီးတော့ပြေးပေးမယ်နဲ့နောက်မှတောင်းချက်မင်းဆိုကန်ပြတော့ပြစ်ထားတော့မယ် dash လက်ပါတယ်စံကြီးလက်ပါတယ် fake gone ောက်ချက်လေးပြန်တင်းပြေးတလာမှုကြိုးစားမိနေလော်လီနဲ့မှပဲဆက်ဂျူအဖြစ်အောင်လေးတက်ဖို့တော့ပြန်စဉ်းစားလိုက်ပါပြီဆိုတော့ဒီချိန်မှာတော့တင်းဖိုက်ဒမ်းမေးရနှစ်သင်းလုံးကရမ်းမကွာဘူးဆိုတဲ့အခြေအနေတခုတော့တွားပြီးတော့တွေ့ရတယ်ပေါ့နော်စကန်ချီစီကဝင်လာမဲ့တဲ့ lethality passive ဖြစ်တဲ့ sky bias အဖက်တွေမေဆိုကန်စီကပြစ်လာခဲ့မဲ့ဒီမိုဟန်နာနဲ့ဂျော်ဒါအမဖောက်မဲ့ဒမ်းမေးတွေဒီယာရီကြားထဲမှာတစ်ဖက်ကဒီ front line တွေဒီလုံးဝမခံနိုင်ဘူးဆိုတဲ့အခြေအနေတခုပဲဒါပေမဲ့လမ်းမ်းကတော့ပိုတယ်ဗျနေဘူးကတော့နယူကတော့နည်းလေးအဆင်ပြေနေရဆိုတဲ့အခြေအနေတခုပဲဒီချိန်မှာ cycling ကတော့ပေးပြီးသွားပြီ sensitivity နဲ့ပြန်လဲ forward လာဖို့တော့လိုအပ်တဲ့ခိုင်တဲ့ခုမှာဒီ body force double fail oh please ေးဝင်ပြီးတော့ဖမ်းမိသားစီဆန်ဂျီကိုမိတော့ဝင်းဒါခရောင်းပြန်တော့ခဲမိသားခိုင်းတဲ့ခုမှာ heavy spin တဲ့သူဆန်ဂျီရှော့ဝါခဲ့တယ်လို့ပဲနောက်မှာ key တကောင်နောက်မှာထပ်ပြီးတော့လိုက်လာခဲ့တဲ့ physical damage တွေ busy attack တွေပြည့်သွင်းနေတဲ့ဒီ modify တဲ့ဝင်ပတ်စီအရိုင်းဒီထဲမှာ KH နေတဲ့တော့လွတ်မြောက်နေတော့မယ်ဗျာ KH တော့ချက်တော့ပြေးထွက်ထားဝယ်မယ်လေ phase ရဲ့ Flicker just did him out of the fucking SNG တပေးလာတယ်လူမျိုးမထမတ်ထားတဲ့အကွက်လေးရယ်ဆိုစပီကတက်ထွက်လာမယ်ဆိုရင်တော့ Fagon Esports အနေနဲ့ရင်ဆိုင်ကတော့ပြန်ပြီးခက်ခဲလာတာမျိုးတွေ ကဲမပြန်ဖေးလာတာမျိုးတွေဖြစ်သွားနိုင်တယ်ဗျာဖေကွန် e-sport ဒီချိန်မှာတာနေဆိုတဲ့အချက်ကတော့ငြင်းတော့မရအောင်ဆိုရင်မဲ့ ဒီနှသိန်းချားမှာ quarter တဲ့ network gap တွေ3000ရှိရပဲရှိနေပါသေးတယ် purify နဲ့မထွက်လာခဲ့တဲ့အခိုက်အတန့်တစ်ခုပဲဗျာသူ flicker နဲ့ရှောင်ရှားလို့ရမယ်ဆိုတော့အရာလေးကဒီနေရာမှာပို့ပြီးတော့ဟိုတိရှိလားလေလားလေဆိုတဲ့အခြေအနေတစ်ခုတော့သွားပြီးတော့ဖြစ်တယ် rapper လေးကို mr gun စားနေရဆိုမလဲ sensu duty ကတော့ soul blown လေးနဲ့ပဲရောက်သွားခဲ့တယ်ဗျာဆိုတော့ high ground defense တစ်ခုကိုလည်းဆက်လက်ပြီးတော့ astro space နေနဲ့လောက်ရမယ်ဒါကလည်း mega tower ပေးရထားရဖြစ်တယ်ပြီးွားရင် lobby တိုင်းမှာသူတို့ counter ဝတဲ့အခိုက်အတန့်တစ်ခုမှာ hero key နှစ်ကောင်လောက်ထိပြန်ပြီးတော့ပေးလိုက်ရမယ်ဆိုတဲ့အခြေအနေတစ်ခုကြီးဖြစ်သွားနိုင်တယ်ဗျာဒီအချိန်မှာသာ မယ်ဆိုကန်ကြာသွားမယ်ဆိုရင်တော့တေချာပေါက်ဒီမေဝလိန်ကနေပြီးတော့ one way position တစ်ခုနဲ့ Falcon Esports ဒီအန်ဝါနိုင်ကြီးတော့ရှိတယ်။သို့တော်လည်းတစ်ဖက်ကနေပြီးတော့ပြန်ကြည့်ရမယ်ဆိုရင်စန်ဂျီရဲ့ network ကမနိုင်သေးဘူးဗျာ။ဟုတ်တယ်စန်ဂျီနေနဲ့ဒါသူ့ရဲ့ network ပြည်ရဲ့ရိုင်းနေပါနေရလို့တော့ပြောလို့မရသေးဘူးဗျာ။တစ်ဖက်မှာလည်း Mr. Token သူစီမှာလည်းကျွန်တော် network gap ကတစ်ထောင်ထောင်လောက်တော့ နိုင်ထားတာမျိုးရှိတယ်ဆိုတော့ညာလေ damage ရှောက်ဖို့တော့ရှိနေအောင်ပါပဲဟိုဒါစန်ချီနဲ့မစ္စတာကမ်မှာကျွန်တော်တော့နော်ကက်ပြကွာချက်ချက်စီတထောင်လောက်ဝင်ရှိနေတယ်ဆိုတဲ့အချက်တစ်ခုကြောင့်အဆိုစပေးအနေနဲ့တော့ပြန်ကမ်းဖို့ point နေရှာလို့ရနေသေးတယ်လို့ကျွန်တော်တို့တတ်မှတ်လို့ရတယ်ဗျာ Okay မစ္စတာကမ်ကြီးမှာ win on nature တွေပါပါလာပြီအဲဒီတော့ကြောင့် physical damage ပေးမဲ့ hero တွေဖြစ်တဲ့ဒါ KH the way of dragon တွေ death ရဲ့ pump char တွေဒီ area တွေပြီးွားရင်ကျွန်တော်စန်ချီရဲ့ resolution death sonar တွေဒါတွေအကုန်လုံးတော့သူ့အနေနဲ့ absorb လုပ်ဖို့အတွက်တော့လုံလောက်နေကြာသို့တော်လေဘေနီရဲ့ leather flare တွေ magical outpost ဖြစ်နေတဲ့ new boy new ko ရဲ့ jordy အစတတ်တေကျော်တာဖောလင်းစတာမို့နေဒီယာရီသူ့အနေနဲ့ရှောင်ရှားဖို့အတွက်တော့လိုတော့လိုလိမ့်မယ်ဗျာနော်ဟုတ်တယ်ဒီယာရီရှောင်ရှားဖို့တော့လိုနေတော့မှာပဲလောဆယ်တော့ KDX နေနေရတော့တော့ Emo Daily လက်ရှိတယ်ဖီစီဖမ်းလိုက်တာလည်းလွဲပြန်ပြီ တော့ Imperial Jersey ကတော့မှန်တိုင်းပြောရရင်ကျွန်တော်ကူးရောင်းကြီးကကြာတဲ့ဒီမှာတော့ပါတယ်ဗျလောလောဆယ်ကတော့လောပေါ်ဖို့အတွက်10စက္ကန့်ဒီမှာတော့ကျန်နေသေးတယ်အဲဒီကြောင့် Fizzy ရဲ့ Ultimate ပြေးဖို့ timing တစ်ခုကတော့သူ့နေပြန်ဆောင်ရမယ်ဗျလော်ဒန်ဆီတစ်ခုကတော့လုံးမတော့ရလိမ့်မယ်ခေါင်းတိုးတဲ့အခါမှာဒီအကိုင်းအနေနဲ့သွားပြီးတော့ထိန်းတာတွေဒါမှမဟုတ်လမိုင်းအနေနဲ့ဆန်ဂျီကိုလိုက်ပြီးတော့ကြည်တာတွေဒါမှမဟုတ် Dash ကိုလိုက်ပြီးတော့ကြည်တာတွေပေါ့နော်ဆိုတော့လောလောဆယ်ကတော့တယောက်တည်းကျွနေတယ်ဒါပေမဲ့နောက်မှာ follow အနေနဲ့ကတော့ Ryan တော့ရှိရရှိတယ်ဒက်ဆိုနာတာ Resorti နောက်ပြန်ပြီးတော့ဖေးတော့ဒီ Heavy Spear စောအိတ်ကုန်သွားပြီ။ဘေးစပင်းအစောအိတ်ပေးလိုက်ဆန်စိုးဂျူဒီဖြတ်လိုက်တာအဲကြမှာဆန်ဂျီသွေးတော်လေးကိုနဲနေပြီဖီစီဒီဝင်လာတဲ့ချိန်ကိုတော့တဖက်မှာဖဲကွန် e-sport နောက်ကိုအသာလေးပဲစုံတော့ပြန်လုပေးထားပါသေးတယ်။အပေါ်မှာတော့ခရီချိုးတဲ့တန်တစ်ခုနောက်ပဲဘဲကတော်ကတလုံးတော့ပြန်ပြီးပေးရလိုက်ရတယ်။လော့အော်ဒော်လီသွေးတော်ကိုင်းနေပြီ။ဒီနေရာမှာနီယူကိုအနေနဲ့ရှေ့မှာသွားပြီးတော့ဖီစီကြီးပြီးသားခိုင်တဲ့တစ်ခုမှာ KA's flanking win motor တော့ဂျိုးသားနေတော့ပဲဗျာ။အဲဒီမှာတော့ dance ပြန်ကြည့်နေမှာဖီစီဘက်လိုက်ကိုထိုးမဆန်ဂျီကိုပြေးဖမ်းပြန်ပြီဖီစီ တက်ပြရရှိထားဆိုပြန်တော့ခဲထားတဲ့ new goal အထွက်လာလေးမှတော့နောက်မှာ execution လေးပြန်ထိုးထားကြမှာလေးဘောတော့မြောက်တက်သွားသေးတယ်ဗျာ dance လော်ရီကိုပြေးဝင်လာလို့လော်ရီ redistribution ် Orion Ryan မဲ့ထရရှိထားတဲ့အချိန်တခုမှတော့ Falcon Esports ဒီအချိန်မှာတော့ throw နဲ့ lot defense ဆိုတော့ပြင်ဆင်ရပါတော့မယ်။ Halo up ပါရေဆိုရဲကျော် second low တော့ Astro Space တွေနဲ့သိမ်းပိုက်လို့သွားနေနေပဲ Objective Fight မှာ Perceptor ကတော်တော်လေးကိုကောင်းသွားခဲ့တယ်ဗျ။အဓိကတော့ initiating လုပ်လိုက်ခဲ့တဲ့ CC ရဲ့ Flicker နဲ့ dwell လုံးလေးတစ်ခုဖြစ်တဲ့ Aberia Justic က Purify မရှိခဲ့တဲ့ Sanji ကိုသွားပြီးတော့ထိတာပဲ။ဒီပုံစံတိုင်းဆိုရင်တော့ Sanji ဒီသေချာဖို့ Winner Crown ဓမ္မမဟုတ်လေ Jordi Immortality ဒီယာရီရောထည့်ထားမှတော့ရလိမ့်မယ်ဗျ။တသက်တင်းနဲ့မလုံလောက်ဆိုတဲ့အခြေအနေတစ်ခုတော့စတင်ပြီးတော့ပြတ်တနေ ခဲ့တယ် KAC ရဲ့ flanking တစ်ခုကိုသွားပြီးတော့ကြည့်နေတဲ့အခိုက်အတန့်တစ်ခုမှာကျွန်တော်နောက်ကနေပြီးတော့ဝင်လာခဲ့တဲ့အခက်မတိလုံးဝကျွန်တော် surprise ပုံစံဝင်လာခဲ့တဲ့ Fiji ရဲ့ဒီ initiative တစ်ခုကတော်တော်လေးကောင်းသွားခဲ့ပေါ့နော် Fiji ရဲ့ initiative ကြားထဲမှာတော့ Sanji Yuki ပြေးနေရရင်းနဲ့ပဲအဲဆို speed through တဲ့ပထမဆုံးတော့ high ground ကိုစတက်လာဖို့တော့ပြင်ဆင်နေပြီ Ryan နေနေရလဲ first round ကြားထဲမှာတော့သူတို့နေ better set လေးအလှပလေးပဲ Kids Vision တော့ထောက်ထားသေးတယ်ဒီဘက်မှာတော့ Lemine Kids Now တော့တောက်ချောပြန် cap ဖို့ကြိုးစားနေရင်းနဲ့ပဲ တော့တက်လာမဲ့ high ground တစ်ခုမှာတော့ low advantages ဘယ်လောက်ထိ accessory ဘက်ကရှာသွားနိုင်မလဲထကြည့်ရပါအောင်မယ်။မလင်းကတော့ကျွန်တော် super minion wave away ရတော့ပြီးွားခဲ့ပြီ။ top lane မှာတက်နေတဲ့ wave ကတစ်ဖက်ကကျော်တာ mega minion တစ်ဖက်ကကျော်တာ super minion အဲ့ဒီအဲ့နှစ်ခု wave ကြားထဲမှာတော့အရင်ကွာကျတော့သိပ်ပြီးတော့မရှိဘူးဗျ။ astro space ကတော့လက်ရှိမှာ meso gain ပြစ်ချက်တရား death speed ပို့ပြီးတော့ပါလာပြီ။ damage တွေပို့ပြီးတော့များလာပြီ။ဒီနေရာကြီးကြားထဲမှာတော့ကျွန်တော် second turret တစ်လုံးကိုတော့ဆက်လက်ပြီးတော့ပိုင်ဆိုင်ထားတော့မယ်။အောင်လမ်းမှာလေတက်လာရင် low wave ကရှိနေသေးတယ်။အဲ့ဒီအတွက်ကြောင့် mega tower try မယ်ဆိုရင်တော့အိမ်တယောက်ကတော့ပြန်ကြည့်မှာရ မယ်ဗျာဟုတ်တယ်လောတယ်တော့ Lancelot အိုး Lancelot Dash နေနေတော့ကျွန်တော်ပြန်ပြီးတော့ပဲ Rigor တော့ထောက်သွားအောင်ပဲပေါ့နော်ဒီမှာမှလည်း Phobias အနေနဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဒါ Cover လုံးဖို့အတွက် Rigor ပြန်ထောက်ထားတဲ့အခိုက်အတန့်တစ်ခု Favon Esport တစ်သိန်းလုံး Mag Control 50%တိပါပြန်ယူထားပါတယ်အဓိကတော့ကျွန်တော် Mega Tower သေးသည် Sign Lane ကိုပေးလိုက်ပေးအပ်လိုက်ရမယ်ဆိုရင်တော့ဒီကြောင်ပေါက် NA များရည်ဆိုတဲ့အခိုက်အတန့်ပဲကျွန်တော် Impact လည်းပို့ပြီးတော့ကြီးမားတယ်ပေါ့နော် ကိုကကျွန်တော်တခြားလိမ့်မှာသွားပြီးတော့ push နေတဲ့အခါမှာကိုရဲ့ creed တွေကတစ်ဖက်က creed ကိုလုံးဝမနိုင်ဘူးဆိုတဲ့အချိန်လေးခုနအနေထားမှာလေ super minion wave ဖြစ်တဲ့ဆိုမယ်လေ lancelot ကသွားပြီးတော့ dash နေတဲ့အပေါ်မှာရှင်းလိုက်တယ်ဆိုတဲ့အချိန်လေးမှာဟိုတက်လာတဲ့ creed တွေဒီတခါလေးသုံးအံ့ဖို့အတွက်လုံလောက်တယ်ဆိုတဲ့အချိန်လေးတခုပဲဗျာအဲ့ဒီနေရာမှာသာလမိုင်းအနေနဲ့ record မထောက်ခဲ့ဘူးဆိုရင်တော့ teacher ပေါ့ဒီပတဲမှာပတဲမဆိုင်ခင် timing တခုမှာလေဒီသုံးကကျိုးဝါနိုင်တယ် falcon e-sport ကတော့လက်ရှိမှာတာနေတဲ့ network gap က 1.2k လောက်ပဲရှိတော့ဗျာအရင်မကွာတော့ဘူးဒါပေမဲ့ hero gear က associate ပူတာနေတာဟုတ်တယ် associate hero gear က ောင်လောက်ထိပါပိုးသားနေတယ်ဒွမ်မာရဖေဂွန် e-sport အနေနဲ့ KDC က initiative ကိုမျောလင်းလို့ရရနေပြီအဲ small raider အနေနဲ့လည်း damage ကြီးကန်လုပ်ပြီးတော့ရတယ်သူတို့ညာလည်းနှစ်သိန်းလုံးအနေနဲ့ဒီချိန်ထိခါထိမှာ magnet 2 favorite percent ထပ်ပိုမယူဆိုတာမျိုးတော့ ကျွန်တော်တို့ဒါတွေ့နေရတယ်ပေါ့လေ law ကလည်းပေါ်လာဝင်25 second ဆိုတဲ့အတွက်ကြောင့်နှစ်သိန်းလုံးစေးပို့စရှင်ပဲဦးတည်ထားပြီးတော့ပဲဒီအချိန်မှာ law ကိုပဲခေါင်းကျဆိုင်လာဖို့တော့ရှိပါလိမ့်မယ်ကဲဆိုတော့ဒီအချိန်မှာတော့တစ်ဖက်က1-1အနေနဲ့ကတော့အဲ့ဒီဘက်မှာလုံးဝ full work ကြီးပေါ့နော် Mr. Gan ကျွန်တော်တစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုရင်စံကြည်လိုက် item full ပဲဒါပေမဲ့ तू ကတော့ touch foot တွေပါစီးထားသေးရပေါ့နော် movement speed ကလိုအပ်ချက်သွားပြီးရရှိနေသေးရလဲပါတယ်အာ winner crown လေးပါရောလိုအပ်တယ်ဗျာအဓိကအခက်မသိခုနလိုမျိုး Imperial Jet တွေသွားပြီးမိမယ်ဆိုရင်တော့ तू ကိုယ်တိုင် hero kit ပေးရဖို့တော့များတယ်တစ်ဖက်ကအလုံးရင်းဝင်လာမဲ့ damage ကပို့ပြီးတော့များတယ်ဗျာတိလ လာ Olivia Ryan ကသူ့ရဲ့ heavy spin နဲ့ဝင်လာမယ်လမိုင်းကလည်း death weight တွေ demonic force တွေ infinity strike တွေဒီအရာတွေနဲ့ဝင်လာအောင်ပဲပေါ့နော် true damage ကတော့နာတယ်နော်လမိုင်းတော့သုံးပုံပုံတစ်ပုံတော့ယော့ပါဟုတ်တယ်တော်လေးများ true damage dance မှာတော့ရှိနေပြီ loss မှာတော့ sensor Judy Bini ကိုသွားတွေ့ရ Bini Cruz Main ကိုဒါပေမဲ့ Mesogan တော်လေးသွေးနေဝါတယ်ဗျ dance ရဲ့ pencha တကယ်ကိုများပြားနေ damage တွေတော့ပိုင်ဆိုင်နေပြီ number 10ကြီးရှိနေနေတယ် Newco ဘတ် line ကိုထုံးမ damage တွေကနေလှုပ်ထားမိလေအောက်မှာတော့ Kades တယောက်တင်းနေပဲ green နှကောင်တော့ပါတယ် in model လေးနဲ့ဆိုတော့ညာလေဒီဘက်ကပြန်ဆင်းလာအချိန်တစ်ခုမှတော့နောက်အသာ င်းပြန် forward ထားပါလေ။ဒီရောက်တဲ့ tower သွားချိုးဖို့အတွက်ဆိုရင်တော့ damage အဲ့နဲ့တကွက်လောက်တော့ထည့်မှတော့ရလိမ့်မယ်ဗျာနော်။ကျွန်တော်ဒါဒီချိန်မှာ low position ကိုတော့ Falcon eSport အနေနဲ့ပိုက်ဆိုင်ထားသည်ရယ်။လမိုင်းအနေနဲ့ front line ထိုးဖို့တော့ခက်ခဲနေတဲ့အခါကျတခုမှာတော့ Olivia Ryan အနေနဲ့ကတော့ vision သွားပြီးချက်ပေးထားသည်ဗျာ။အောက်မှာတော့2 man vision ပေါ်သွားခဲ့ပြီးကျွန်တော်3 vs 4ဆိုတဲ့ saturation မှာ Falcon eSport ဒီ light line ပြီးတော့ battle sign ပြီးလမိုင်း flicker ပေးလိုက်အောင် heavy spin new go ကိုကပ်ပေးတာဗျာ။ blue မဖြတ်လို့မရအောင်ဖြတ်မဲ့ miss token live oh number 10 Kenneth Smith by PC ရရှိလို့သွားနေတယ် miss token ဒီနေ့မှာသူရဲ့ချန်ရှိ နေတယ်ဆိုမလဲအော်လာဘာကီးစ်လေးပရက်ရှာသွားပေးတဲ့ခိုင်ရကူစိုက်ကလေးကပြပေးတော့သူဆက်ကြည့်အင်ဘုတ်တယ်ကျန်တော့ကျန်နေတယ်ဆိုမလဲမစ္စတိုကန်လိုက်လက်ပြခွဲနေတဲ့ခိုင်တဲ့ခုမှာတော့အော်လာမှာလည်းပိုင်ဝမ်သွားပြီးတော့မရှင်းထုတ်ဖို့အတွက်လမိုင်းအိမ်ပြန်လန်းနေပြီးတော့စီးကျုံနေခဲ့ပြီပဲဖြစ်ပေါ်လေဒီလေးနေတော့အင်မိုဒယ်လေးခြင်ထားပြီးတော့တောက်ချောက်လိုက်ချိုးနေခဲ့တဲ့အချိန်တခုမှာအော်လာမှာလည်းကထောင်းရရရှိခဲ့ပြီး ဘောအမြင်ကြီးမယ်ဆိုလို့ရှိရင်လည်း SO Space တို့လိုချင်နေတဲ့ low ဒီချိန်ထိမှာတော့ကေးလို့မရသေးဘူးကကေးနေလို့မရှိသေးတယ်။နောက်မှလည်းကေးတစ်ပြန်ရောက်လာနေပြီ။နောက်မှတော့ Ryan တော့ပြေးကန်နေတယ်ပကေးတယ်။ Way of the Dragon ဘေးဖို့ကြိုးစားနေတယ် Ryan ။ လောက်တော့ရအောင်ဖိုင်ဆိုင်ထားပါသေးတယ်ယူကိုပြန်လဲပြီးတော့ပြေထွက်နေရခိုက်တဲ့တခုမှမလို့မေဆူကန်လိုက်လဲပြီးတော့ပြစ်ခွဲနေရဆိုမလဲလောက်အိတ်တမ်းကနားရပြဖီစီနေတဲ့ ultimate ever justice baby walk ပြီးတော့ပတ်ပြန်ထိန်းထားတဲ့ခိုက်တဲ့တခု bad line မှာပြန်ပြီးတော့ဖီစီထိန်းထားတဲ့ရက်ဒီကြားထဲမှာ kh တင်နေ important down တော့မေဒါပေမဲ့လည်း match follower damage ရအနေနဲ့သွားပြီးတော့လွယ်ချက်ရှိနေတယ်လို့လိန်းနေရလေ၃လိန်းလုံးက mega tower ကြီး c နေရဖြစ်နေတဲ့ကြောင့် astro space တင်နေကတော့ဒီလိန်းတွေကိုပြန်လဲပြီးတော့ define ရပါအောင်မေ ကဲဆိုစပိတ်ဒီချိန်မှာတော့ lane defense လောက်ဖို့တော့ပြန်စင်းစားနေရပြီအာ lord ရရှိခဲ့အနေထားပြ favor e-sport အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင် mega 3နိုင်လုံးကျန်နေခဲ့တဲ့အတွက်ကြောင့်တော့သူတို့မှာ defense ဆိုခင်းလို့ရနေတော့မယ် အဂရန်ယာရဲ့ပြားတွေလည်းချိရရှိနေတဲ့စစညာလေတစ်ဖက်က1 1သားလေဘောတက်သွားမယ်ဆိုလို့ရှိရင်တော့ SO3 အနေနဲ့ပူပီကောင်းတဲ့ဖော်တရှေတော့ရရှိသွားအောင်ပါဗျာဒါတော့အမှန်ပဲဒီက1 1လေဘောတက်တာလည်းပြဿနာမဟုတ်ဘူးဗျာသို့တော်လည်းဒီ1 1တက်တဲ့အခါမှာ Winner Crown နေတာတစ်ဖက်ကပေးသွားမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဒီက New Go တို့ KH တို့ဒီကောင်နေရတာကျွန်တော်ဒီ spell ကိုသွားပြီးတော့တောင်းမယ်ဆိုရင်တော့ဒီချပောက်တစ်ဖက်ကပေးတဲ့အလုံးကြီးတန်းမိတီကလည်း Mr. Ken အတွက်ဒါနာရယ်ဆိုတဲ့အခြေအနေတစ်ခုတွေ့ရတယ်ဗျာခုနကဆိုလည်းဒီ Dance Sonata နှစ်ချက်လောက်ဝင်လိုက်မယ်ဒီဘက်က Tornado တို့တစ်ချက်လောက်ဝင်လိုက်မယ်ဆိုရင်တော့ Mr. Ken ကခံနိုင်ရှိ ီမှာတော့မဟုတ်ဘူးဒါပေမဲ့အနောက်မှာပြန်ပြီးတော့ healing လုပ်ပေးနေတယ် saving လုပ်ပေးနေခဲ့တဲ့ sensitivity ရဲ့ kindness win တွေကတွားရှိနေနေရပြဿနာဟုတ်တယ် PC ပြီးတော့ဖမ်းရမယ်ဒါပေမဲ့ new ကိုယူသွားဖြစ်နေနေတာတကူဗျကိုယ့်ကိုလည်းပြန်ခဲထားသေးတယ် normal sensitivity တွေဖြတ်တတ်ဖို့ချိုးသားမလဲဒီ new ကိုတယောက်တည်းမှပါ spray အများကြီးတော့ပေးထားတယ် new ကိုစပြီးတော့ကြာတယ် number 1 ဘတ်လိုင်းကိုသူကဝင်လာဖို့ချိုးသွားမယ်ဆန်စုချူထီ UK တကောင်ကပြန်ပေးထားရတယ်ဗျာ။ဟုတ်တယ်ဗျာလေလောကလောကချက်ရှိနေတဲ့ခိုက်တဲ့တစ်ခုမျိုးဆန်ကြည့် down rate damage တစ်ခုနဲ့ reso တတ်တယ်ဆိုဒီအကုန်လုံးလမ်းပြီးပေးထားသေးရဆိုမယ်လေလမိုင်း flicker တုံးပြီးတော့ပြန်လဲ four back နေတဲ့ခိုက်တဲ့တစ်ခုမှာတော့ Falcon eSport Melee ရဲ့ mega tower တစ်လုံးတော့ဒီလောက်အဲ့တခွင့်ပြုတ်လိုက်ရတယ်။ကွန်စင်းအောင်ပြီးတော့ပဲ rebound ပြတဲ့တစ်ခုဆိုင်ဖို့အတွက် Falcon eSport တန်လန်းလာခဲ့တယ်ဆိုပေမဲ့လေ record တွေသွားပြီးတော့ထောင်းနေခဲ့တဲ့ aso safe ဖြစ်တာဆိုတော့လေ hiroki တွေထပ်ပြီးတော့ယူဖို့တော့မလွယ်သေးပါဘူးဗျာ။ယူဖို့ယူဖို့တော့မလွယ်သေးဘူးလို့ပဲကျွန်တော်တို့သုံးသပ်ရမယ်ဗျာ။ Falcon eSport အနေနဲ့လေဒီချိန်ဒီခါတိ ်မှာသူတို့ high round ထက်လာဖို့လည်းမလွယ်သလိုဒေါမအဆိုစပေးသူတို့ down shot တွေ down shot တွေ campaign ဖို့ကြိုးစားလာနေနေ23မိနစ်ဆိုတဲ့ time တစ်ခုမှာ main lane ရဲ့ mega design တော့ရရှိခဲ့တယ်။ဒါဒီချိန်ဒီခါမှာလည်းအခြေတစ်ခုတော့မဟုတ်နေသေးနဲ့နောက်တစ် lot တစ်ချိန်မှာကျွန်တော်တို့ထပ်ဆောင်ကြမယ်ဗျာ။ကျွန်တော် MSS season 2ရဲ့ champion title ကိုကျွန်တော်တို့ဒါလှုပ်ခါနိုင်တဲ့အသင်းတစ်သိဖြစ်တဲ့ Falcon Esports တောင်မှ Astro Space ကတော်တော်လေးကို game number 1မှာကျွန်တော် PR ပေးထားနိုင်နေဆိုတဲ့အခြေအနေတစ်ခုတော့သွားပြီးတွေ့ရတယ်။ဒီ season 2မှာကျွန်တော်အသေးသေးလေးအတွက်မျှော်လင့်ချက်တစ်ခုများဖြစ်နေမလားဗောလေ။ဒီ SA ဘန်းကလည်းကျွန်တော်ဒါ match number 1မှာ2-1ဆိုရရ လာတခုနဲ့ Medici တိုက်တဲ့ defender အသေးကိုရိုက်ထားတယ်အခုလက်ရှိမှာလဲ Fagon eSport ကရှောင်းမလားနိုင်မလားဆိုတော့ decision တခုကျွန်တော်တို့ရဲ့ချလို့မရသေးပြန်ဟုတ်တယ် Fagon eSport သူတို့ရဲ့နိုင်ဝဲစီဦးတီလာဖို့လမ်းမှာ SSW နေနဲ့ down shot တွေကိုဖျက်ဆီးနေခဲ့တာမျိုးတော့တွေးရတယ်တော့လောကတော့ပေါ်လာနေပြီလွန်နာလေးမှာတော့တော့မှာကျွန်တော် SSW စာပြီးတော့ position table ကြိုးစားနေတယ်ဒါပေမဲ့လေတစ်ဖက်မှာ Fagon eSport ဘက်က K-Days နေနေတော့ immortality ကင်ပြီးတော့ပဲ ထပ်ပြီးတော့ကျွန်တော်တို့ဒါပေါ်လာမှာ lane push နေပြန်ပြီဗျာ။ဒါက snow balling လုပ်နေရဗျာနော်။သူတို့ကကျွန်တော် lane နေတာနေရဆိုတော့ဘာပဲပြောဒီချိန်မှာ fair ကအရာရာတာသီးရနေတယ်လို့ပြောရမယ်။ခုနကပေးလိုက်တဲ့ lane ကလည်း mid lane ရဲ့ mega tower ဗျာ။အဲ့တော့ impact ကအဲ့လောက်မကြီးဘူးဆိုတဲ့အခြေအနေတခုပဲ။ Liu Ko ကတော့ front line မှာသူတစ်ဖက်တစ်ဖက်ကတက်သမျှရှီးမြအရှီးတွေအကုန်လုံးကိုပြန်ပြီးတော့ဆုပ်ယူနေရဆိုတဲ့အခိုက်အတန့်ပဲ။ခုနကအနေထားမှာလဲ Liu Ko ကိုဖျက်ဖို့အတွက် damage ကမနည်းဘူးဆိုတဲ့အရာတခုပဲ။အဲ့ဆိုသူကပြတ်သားသွားပြီ။ဟုတ်တယ်။ Liu Ko ဖျက်လို့တော့ရနေတော့မယ်။ပုံမှန်တော့ KDS ကိုတော့ ဒါ 2v1 ဒီမှာ live fight ဖို့တော့စူးစမ်းနေတဲ့အနေအထားပြတို့မှာ Gates ပြန်တော့ထောက်ပေးနေတယ်လို့ Niko တို့မှာလည်း Fagon ပြီးတော့တက်လာနေပြီလမိုင်းကိုတော့ live မထားနေတယ်လမိုင်းတို့မှာတော့ Wayne Crown ပြန်ခဲထားသေးတယ် Ryan အနေနဲ့တော့ down တော့ dash ကိုကတ်ထားသေးတာပဲဒါပေမဲ့မရသေးဘူး dash ပြန်ထွက်မှာတော့ Ryan ပြန်ပြီးအင်းကန်တွေကလမိုင်း emote အကြလေးမှာတော့ Yuki ရအောင်လား Face ဆန်ဂျီကိုထပ်မံပြီးတော့မားလိုက်ပြန်ပြီဗျာ။ဂျုံတက်လို့မရတော့တဲ့အခိုက်အတန့်တစ်ခုမှာတော့ unstoppable ပဲဒီမှာဖိုင်ဆိုင်လို့သွားနေတယ်မစ္စတိုကန်။နျူကိုထပ်မံပြီးတော့အဆုံးသက်ွားနေနေတယ်ပဲ2 for 1 trade ဆိုတဲ့ပုံစံတစ်ခုတော့ဒီပတ်ရဲမှာ Astro Spin ပေါ်ဆောင်လို့သွားနေနေပဲဆန်ဆူချူတီမစ္စတိုကန်နှစ်ယောက်ပေါင်းပြီးတော့ KS ကိုလိုက်ပြီး pressure ပေးပဲ။ Redistribution ပေါက်ဖို့အတွက်ကတော့ဒီဖက်မှာ Destiny နဲ့ရှိနေတုံးပဲဗျာ။ Jungle ကကြက်ရှိတဲ့အခိုက်အတန့်တစ်ခုမစ္စတိုကန် Crossover တက်နေကြတယ်မပီးနေဘူးထပ်မံပြီးတော့ပြက်ခွဲခွေးစပေးကိုပြန်ဝါပြီးမစ္စတိုကန် Fenno Institution တော်တဲ့ဆိုကြတယ်မစ္စတိုကန်ပြန်ချသွားခဲ့တယ်လို့ KS ကတော့ပြန် ရလိုက်သေးရဲ့ဗျာဒါပေမဲ့ death death by death ဆိုတဲ့ပုံစံတစ်ခုမှာတော့ပြန်လည်ပြေးထွက်နေတဲ့အခိုက်အတန့်တစ်ခုမှာတော့နှစ်ခေါက်ပေါင်းပြီးတော့တက်ဖို့အတွက်ဒီချိန်မှာမလွယ်သေးဘူးဗျာอืมဒီချိန်မှာတော့မလွယ်သေးဘူး low 5 foot တော့ပြန်ကြည့်မယ်ဆိုလို့ရှင်လေ Ryan မှာတော့ကျွန်တော် damage shot ဘုကတော့ရှေးဦးမှာတော့မဟုတ်ဆန်သူချူဒီပြန်ပြီးတက်လာဆို Ryan heavy spin လေးနဲ့ like ကတဲ့တိုင်အောင်တော့တစ်ဖက်မှခံစားနေရတဲ့ BD နောက်တစ်ချက်မှာ Immortal ပြန်အချာလေးကိုထပ်ဆောင်ထားတဲ့အိမ်မှာတော့ Fizzy တစ်ဖက်မှာ Dash ကတော့ like မှာကိုချိုးစားနေတယ် Immortal လေးကိုချန်နေနေတာတစ်ခုမှအခဲလေးနဲ့ပဲ Fizzy ပြန်ပြီးမှ Dash နားလေးမှာပြန်တော့ရှိနေတော့မယ် Dash Execution Triangle ကြားမှာပန်ချာလေးနဲ့ Fizzy Immortal ပြုတ်သွားပြီ Ryan ပြန်ပြီးထောက်ပြီးချိုးစားနေမှာ Dash ဒီချိန်မှာပန်ချာလေးပြန်ဆွဲကိုဂျိုးသားအနေနဲ့ဖီစီကိုတော့ရခဲ့သေးတယ်ဗျာကျွန်တော်ဒီချိန်မှာပြန်ပြီးတော့ rose gold တွေပါချိန်ပြသွားတယ် import တွေပါပြန်ပြီးတော့ချိန်ပြသွားတယ်ဖီစီရဲ့ performance တခုကတော့ကောင်းခဲ့ဆိုမယ်လေ dash သူ့ရဲ့နာမည်ကော dash ဖြစ်နေရဆိုတော့ dash my dash ဆိုတဲ့ပုံစံတခုကတော့ပြတ်တသွားခဲ့တဲ့နောက်မှာတော့ hero kit ပြန်လဲပြီးတော့ပေးလိုက်ရတယ်ဗျာ olivia ryan လမိုင်းနှစ်ယောက်တော့ရှိနေသေးရဆိုမယ်လေ cree wave တွေကတအားစီးနေတဲ့ character တခုမှာတော့လမိုင်းဒီဒီလော်နောက်သွားဖို့တော့ကမလွယ်ဘူးဗျ just stone လောက်ဖို့အတွက်ဆိုရင်တော့ olivia ryan နေနဲ့ချောင်းနေခဲ့ဆိုမယ်လေ ယ်မြူကိုလိုက်လံပြီးတော့ရှာဖွေတဲ့အခါမှာဗေရှင်တော့မြင်လိုက်ရပြီလောက်လောကထားခဲ့ပြီးတော့ဟီကေယူဘုတ်ကကျိုးသားတရခိုင်တဲ့ခုမှာ heavy spin with a crown ပြန်တော့ခဲထားသေးတယ် a board ထဲမှာပြန်ဆွတ်ထားသေးတဲ့နောက်မှာ test ဆူနာတာနဲ့ draw ခဲ့လို့ပြန်ထွက်လာတဲ့အခါမှာလည်း jet wave တွေပေးထားသေးရဆိုပေမဲ့လည်း chapter down key လောက်ထိပါ Ryan နေနဲ့ပေးလိုက်ရတဲ့နောက်မှာတော့ Falcon Esport ဒီလောက်တိမ့်ပိုက်ဖို့အတွက်ကတော့ဂျာဂိုင်တော့မြောက်ရခဲ့ပြီဗျာ Falcon Esport လောက်ပါထပ်မဲ့တိမ့်ပိုက်ဖို့ကြိုးစားနေတဲ့အနေထားမှာတော့လမိုင်း ပြန်ပြီးတော့ပြင်ရှင်လေးထောက်ပေးထားတယ်ရှင်းမှာတော့ကဲတဲ့ဘာမှမလေးကိုပြန်ရက်နေပေးတာဗျာအဲ့တော့ကြောင့်မလို့ပဲ Fan One Esports လောတော့သိမ့်မိုက်ဘူးကတော့ protection များနေထွက်မှာတော့ Mr. Khan ဒီတော့ဝေးလာနေပြီစောစောညာလက် dash လောတော့အပိုင်သိမ့်ထားပါသေးတယ်။ Okay so နောက်ပါလေ airborne ပြန်နေတင်သားသေးရယ်ဆိုမလဲ KA ပြန်ပြေးပြီးတော့ပို့တော့ flicker သွားပြီးတော့ crew out လည်နေရယ်ဆိုရင်တော့ Mr. Khan လိုက်လည်းပြစ်ခွဲရယ်ဆိုမလဲသွေးလေးနည်းနည်းလေးနဲ့ဒါပေမဲ့မရဘူးလမိုင် finishing ကို light လောက်တဲ့ခိုင်တဲ့ခုမှာတော့ infinity strike ချက်နဲ့ပဲ hero key ရရှိသွားခဲ့တယ်4 minute ဒီ long နဲ့တက်လာမယ် wave တစ်ခုတော့ astro space ပြန်လည်ပြီးတော့ defensive founding တွေကလည်းလောက်ရပါအောင်မယ်။ Mr. 2ရဲ့ dash how အတင်းဖြစ်တဲ့ astro space အနေနဲ့တော့ fake win esports ကောင်းဝင်ကြီးကိုပြန်ကစားပြနေနေပဲ28 minute အထိပါရောက်လာနေပြီ လုံးတစ်ထက်လာမယ်ဖေဝင် e-sport ဒီချိန်မှာသူတို့ရဲ့အဆုံးအဖြတ်နိုင်ပွဲတစ်ခုရရှိသွားနိုင်မလားဆိုဆွေးပြပေးကင်မရာတစ်ပေါက်ကိုပြင်လဲပြီးတော့ defenses နဲ့ offenses ကိုပြောင်းလဲပြသွားနိုင်မလားစကြည့်အောင်မယ် 4v4 saturation ဆိုပေမဲ့လည်း response ရ Olia Ryan နေတဲ့ပြန်ထွက်ဖို့အတွက်ကတော့အနေငယ်သွားပြီးတော့လိုအပ်ချက်ရှိနေသေးရဲ့ဗျ Mr. Kang ရဲ့ revolution သွားလဲဆို Oh my god damn ပြီးတော့ပြစ်သွားခဲ့တာ SOE ready by Pfizer လို့သွားနေပါ Das number way across ပြန်ခဲ့ဖို့ချိုးလာနေပြီပေါ့တောင်းရတဲ့ခဏကမှ low win လာနေတယ်ပါစတဲ့ Chris Throw ရိုက်ချိုးသွားနေတယ်ဗျ Okay number 1 fair ကို e-sport နိုင်ရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ်